ကို့ကိုတကယ်တောနေရနေပြီးတော့ဟိုဘွေးရအောင်ဒီအဖေနဲ့မရဟိုလေထဲမှာလုတ်ပြီးတော့ဒီတော်မြှောက်ပေးလိုက်တယ်ဆိုတော့ကျွန်တော်လွန်ခဲ့တဲ့16ရက်ရန်ကုန်စောက်တော့ဆိုလို့ရှိရင်ကျွန်တော်ကစီးပွားရေးအလောက်ကြီးအဆင်ပြေထဲမှာလည်းမပါဘူးပေါ့နော်ကျွန်တော်ရန်ကုန်မှာတင်းတင်းတက်ချင်တယ်ဘလောက်လူလဲချက်ချင်းဘန်းနေလွှဲပြပို့ပေးတယ်အဲလုံးဝမျက်နှာမငယ်စရာဘူးပေါ့အဲမှတ်မှတ်ရရဖြစ်ရတခုဆိုလို့ရှိရင်အဲ့တော့က MP4 ဆိုတော့အရန်ဟိုလူတိုင်းမကင်နိုင်ဘူးလေအဲဒီရုပ်လေးနဲ့တွဲမြင်ရတဲ့ဟာလေးပေါ့နော် MP4 ဆိုတော့အဲ့ MP4 လို့အရန်လိုချင်တာပဲ အဲ့လိုချင်တဲ့အချိန်မှာလေဒီလိုဇင်ခံပစ္စည်းကိုဝယ်ပေးနိုင်လောက်တဲ့အနေထားတော့မဟုတ်သေးဘူးပေါ့အဲ့ဒီအနေထားကလေးကကျွန်တော်ကိုလုံးဝမျက်နှာမငယ်အောင်အားမငယ်အောင်အဲ့ဒီ MP4 ကိုဝယ်ဖို့ဆိုအဲ့ကနေပတ်စံလှမ်းလွှဲပေးတာအဲ့မှလေကျွန်တော်ရန်ကုန်ရောက်တော့တကယ်မျက်ရည်ကျတယ်အခုချိန်ထိကတော့တယောက်တည်းပဲပေါ့နော်အဲ့တော့အဲလောက်ရမယ့်ဟာတွေများနေသေးတာပေါ့ရွယ်ချက်တွေများနေတယ်လောက်ရမယ့်အရာတွေများနေတယ်ကိုကိုသွားခြင်းတဲ့နေရာထိမရောက်သေးဘူးပေါ့နော် အဲမိသားစုနဲ့ပတ်သက်လို့ရောနောက်ကိုယ့်ရဲ့တခြားရည်ရွယ်ချက်ပေါ့လုပ်ငန်းနဲ့ပတ်သက်တဲ့ရည်ရွယ်ချက်တွေရောဆိုတော့လုဆရာများနေတော့အမှန်တမ်းပြောရရင်တစ်ခါတစ်ခါကျရင်အလုပ်ထဲမှာပဲနစ်ပြီးတော့အဲအလုပ်အဲ့အလုပ်ထဲမှာပဲစိတ်ကောလူပေါ်နစ်နေတာမျိုးပေါ့နော်အဲ့လိုမျိုးကတော့အဓိကလို့ပြောလို့ရတယ်အဲ့ဒါကြောင့်တစ်ခါမှာငဲ့နေရတယ်ဘာလဲပါတယ်အဲပါတယ်လို့ပြောလို့ရတယ်ပြောလို့ရတယ်ဘာလို့ဆိုတော့အခုကကျွန်တော်တို့ကနေရပေါ့နော်နေရဆိုတော့အဖေနဲ့မေကိုအခုကျွန်တော်ရန်ကုန်မှာပဲခေါ်ထားတယ်အဲအဓိကတော့အမေကိုတောက်လျှောက်ဒီမှာဆေးပြပေးနေရတာပေါ့နော်အဲ့လိုဆိုတော့အဲ3လတစ်ခါ6လတစ်ခါ medical check up တွေအမြဲတမ်းလုပ်ရတယ်ဆိုတော့ အဲ့တော့ကိုလည်းနေကနေအပီးခေါ်ထားလိုက်တဲ့သဘောမျိုးပေါ့နော်အဲကျွန်တော်တို့တစ်နှစ်လုံးမှာမှနှစ်ခေါက်သုံးခေါက်လောက်ပဲနေကိုပြန်ပြစ်တော့တယ်ပေါ့နော်အဲအဲ့လိုသဘောမျိုးဖြစ်သွားတာပေါ့အဲ့တော့ဒီသားစုတို့လည်းအချိန်ပေးရတယ်နောက်ကို့အလုပ်အတွက်ကိုလည်းလုံဆိုင်ရအရန်များတဲ့ခါကျတော့အဲအဲ့ဒါကြောင့်လည်းပါတယ်ပေါ့စူးစားရုံးကန်ခဲ့ရတဲ့အပိုင်းကတော့အဲအသက်၁၉နှစ်ရန်ကုန်စတက်လာတဲ့ခါမှာလုံးဝတယောက်တည်းပဲဆိုတော့တကယ်နေကကို့ရဲ့အတိမိတ်ဆွေဒီရန်ကုန်မှာအဲចောင်းတက်နေတဲ့အတိမိတ်ဆွေနဲ့ပတ်သက်ပြီးတော့ရောက်လာရတယ်ပြီးတော့အဲအဆောင်မှာကို့ကိုတယောက်တည်းနေရတယ်အဲဘာမှမလုပ်တတ်ဘူး အဲကိုကကူပဲခုချဖို့ကူရက်တည်ရတယ်ဒါပေမဲ့ကိုမှဘာမှအင်ကန်ဝင်ငွေမရှိတဲ့အတွက်ကိုမိဖစီကပဲလက်ဖြန့်တောင်းရတယ်ပေါ့ဆိုတော့တင်တန်းနေတက်တယ်အဲကိုတခြားလူတွေကြိုးစားပြီးရှောက်ကြည့်တယ်ပေါ့နော်ဆိုတော့အဲ့လိုနီးနေပဲကျွန်တော်တို့ကလာခဲ့ရတယ်အဲ့တော့ဂျားထဲမှာတော့အခက်ခဲတွေအဲစင်ခေါ်မှုတွေရင်ဆိုင်ခဲ့ရတာတွေအများကြီးရှိတယ်ဆိုတော့အဲအဲ့တော့ကလည်းအသက်ကလည်းငယ်ရွယ်သေးတယ်အတွေ့အကြုံကလည်းမရင်ဘူးရန်ကုန်နဲ့ရောက်ခွာသားဆိုတော့အဲစိတ်အားငယ်တဲ့ဘက်ကြီးလည်းအများကြီးရှိတာပေါ့အဲ့လိုအားငယ်တော့တခါကြိုင်လည်းအဲယောက်ျားလေးပြီးမယ်လဲအဲအဆောင်မှာခိုးပြီးတော့ငွေလဲငိုနေတာဒီလိုမျိုးလည်းအများကြီးကြုံနေဘူးလေ ညှိကြုံခဲ့ဘူးတဲ့အဲငွေကြီးရအခက်ခဲဖြစ်သွားလို့ဒါမှမဟုတ်ရှင်အဲလုတ်တဲ့လုပ်ငန်းမှာအဲအဲ့လိုပဲဝမ်းနေစရာဂျုံလို့စသဖြင့်ပေါ့စိတ်ညစ်စရာဂျုံလို့ဟိုအမျိုးမျိုးပါပဲเนาะကျွန်တော်တို့အများကြီးအဲရုန်းကန်ခဲ့ရတယ်ဆိုတော့တကယ်ပြန်တွေးကြည့်ရင်တော့လုံခဲ့တဲ့16နှစ်ကဟိုမလွယ်ဘူးလို့ပဲပြောရမှာပေါ့เนาะကိုယ့်ကိုတကယ်တောနေရနေပြီးတော့ဟိုဘွေးရအောင်ဒီအဖေနဲ့မရဟိုလေထဲမှာလုတ်ပြီးတော့ညီတော်မြှောက်ပေးလိုက်တယ်ဆိုတော့ကျွန်တော်လုံခဲ့တဲ့16နှစ်ရန်ကုန်စောက်တော်ကဆိုလို့ရှင်ကျွန်တော်ကစီးပွားရေးအလောက်ကြီးအဆင်ပြေထဲမှာလည်းမပါဘူးပေါ့เนาะဟိုဆိုတော့ဟို ဟိုထားပါတော့ကျွန်တော်ရန်ကုန်မှာတင်တဲ့တက်ချင်တယ်ဘယ်လောက်လူလဲချက်ချင်းဘဲနေလွှဲပြီးပို့ပေးတယ်အဲလုံးဝမျက်နှာမငယ်စရာဘူးပေါ့အဲမှတ်မှတ်ရရဖြစ်ရတခုဆိုလို့ရှိရင်အဲ့ဒီလုံငယ်16နှစ်တောင်ကကျွန်တော်တို့ဖုန်းတွေလည်းမကင်နိုင်သေးဘူးလေဆိုတော့အိမ်နဲ့ဖုန်းပြောချင်းအောင်ကျွန်တော်အိတ်ချင်းယူကနေလှမ်းဆက်ရတဲ့ခစ်ပေါ့နော်အဲ့တော့က MP4 ဆိုတော့အရန်ဟိုလူတိုင်းမကင်နိုင်ဘူးလေအဲဒီဒီရုပ်လေးနဲ့တွဲမြင်ရတဲ့ဟာလေးပေါ့နော် MP4 ဆိုတော့အဲ့ MP4 လို့အရန်လိုချင်တာပဲအဲ့လိုချင်တဲ့အချိန်မှာလေး လုံးဝအရာလေးအစင်ဟိုဘောဟိုအများကြီးမပြေတာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့ဟိုဘယ်လိုခေါ်မလဲသူကသူအနေအနေတော်လေးပဲရှိတဲ့အခြေအနေတစ်ခုပေါ့နော်အာဒါပေမဲ့ဒီလိုဇင်ခံပစ္စည်းကိုဝယ်ပေးနိုင်လောက်တဲ့အနေထားတော့မဟုတ်သေးဘူးပေါ့အဲ့ဒီအနေထားကလေးကကျွန်တော်လုံးဝမျက်နှာမငယ်အောင်အားမငယ်အောင်အဲ့ဒီ MP4 ဝယ်ဖို့ဆိုအရာနေပတ်စံလှမ်းလွှဲပေးတာအဲ့မှလေးကျွန်တော်ရန်ကုန်ရောက်တော့တကယ်မျက်ရည်ကျတယ်မျက်ရည်ကျပြီးတော့လေအော်ငါမိသားစုငါမိဘငါမိသားစုကဒါလောက်တောင်ငါ့ကိုချစ်ပြီးတော့ supportive လုပ် စပုတ်ပေးတာပါလားဆိုပြီးလေတော်တော်ကြီးကိုစိတ်ထဲမှာလေအရန်ကြည်နူးရတယ်ပျော်ရွှင်ရတယ်ပေါ့နော်ဝမ်းနဲ့ဝမ်းသာကြီးပေါ့နော်ဆိုတော့ဒါကြောင့်ခုနကအကူမေးတယ်လို့ပဲအဲအဲ့ဒီဂျေဇူးတွေကိုကိုတကယ်သိခဲ့တယ်ခုချိန်ထိလည်းအဲ့အတိုင်းပဲကျွန်တော်ဥထိတ်ထားတယ်ဒါဒါတကယ်ကျွန်တော်ယူယူသားဆိုတာပြောတာအဲ့တော့ဟိုခုချိန်မှာငါမချမ်းသာဘူးဒါပေမဲ့အတိုင်းတာတစ်ခုတည်းငါအဆင်ပြေပြီနေရာလေးတစ်ခုမှာငါရောက်တယ် အဲငါစူးစမ်းခွင့်ရနေတဲ့အချိန်မှာငါမိဘငါမိသားစုကိုငါတတ်နိုင်သလောက်အကောင်းဆုံးငါပြန်လုပ်ပေးမယ်ဂျေဇူးဆက်မယ်ဆိုတဲ့စိတ်အဲ့ဒါတော့နံပါတ်1လို့ကျွန်တော်ပြောလို့ရတယ်ဆိုတော့ဟိုဟိုဘာမှလူလီသေးမရှိအောင်ပေါ့ခုနပြောလို့ကျွန်တော်ဟိုတိုင်ကြီးကြီးကားကြီးပြီးနိုင်တာမျိုးတော့မဟုတ်ပါဘူးဒါပေမဲ့အဲစေးကူးဖို့စားဖို့တောက်ဖို့လှူဖို့တန်းဖို့နေဖို့ထိုင်ဖို့အကုန်လုံးပေါ့လေအစအစအရာကိုကျွန်တော်တတ်နိုင်သလောက်အကောင်းဆုံး ဟိုပြန်ပြီးတော့လုတ်ပေးတယ်ပေါ့ကိုနိုင်တလောက်လေးပေါ့နော်နိုင်တလောက်လေးပေါ့ခုနပြောလို့တီးဟိုထောင်ချီတောင်းချီအဲ့လိုမျိုးပေးတာမျိုးမဟုတ်ပါဘူးဆိုတော့ဒါမဲ့ကိုနိုင်တလောက်တော့အကောင်းဆုံးပြန်လုတ်ပေးပေးခွင့်ရတယ်ပေါ့နော်အဲ့တွေလည်းပဲဘာပဲပြောပြောခုချိန်မှာအတိုင်းတာတစ်ခုထိတော့ဂျင်းနေတယ်ဆက်ပြီးတော့စူးစမ်းအောင်မယ်ပေါ့နော်ကိုရွေချက်တွေထပ်ဖြေအောင်မယ်ဒါမဲ့အတိုင်းတာလေးတစ်ခုထိတော့ဂျင်းနေပြီတယ်ပေါ့နော်အဲ့လိုလေး